ပလက်ဖောင်းကုမ္ပဏီတွေအတွက်ဒီပြိုင်ဆိုင်မှုပြင်းထန်တဲ့15သိန်းဝန်းကျင်ကဒီ price to performance ကောင်းတဲ့ဒီဖုန်းစည်းကွက်ထဲကို IQ ကနေပြီးတော့သူတို့ရဲ့ဖုန်းတစ်လုံးစပြီးတော့မိတ်ဆက်ပေးလိုက်တယ်အဲ့ဒါဘာဖုန်းလဲဆိုတော့အခုကျွန်တော်လက်ထဲမှာခိုင်းထားတယ် IQ ရဲ့ Z10 Turbo Plus ဒီနေ့မှာဒီဖုန်းလေးရဲ့အကြောင်းကို review ပြပြပေးမယ်အဲ့တော့ကျွန်တော်ရဲ့တူတူဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store အဲ့တော့ဒီ Z တန်းတာကိုကြောင်းမပြောခင်မှာဘယ်လိုမျိုးလူတွေက IQ ဖုန်းတွေကိုဝယ်သင့်လဲဆိုတော့မိတ်ဆွေရ budget အများကြီးလည်းမသုံးကျင်ဘူး game ကိုကောင်းကောင်းမွန်မွန်ဆော့ကျင်တယ်နောက်ပြီးတော့ဒီအခြားဖုန်းတွေမှာမပါတဲ့ဒီ advanced gaming set တွေကိုဆန်းပြီးတော့ဆော့ကျင်တာတွေနောက်ပြီးတော့ဒီ game ကိုဆော့တဲ့အခါမှာ heat control ကောင်းကောင်းမွန်မွန်ဖြစ်တဲ့ဖုန်းတွေကိုလိုချင်တယ်ဆိုရင်ဒီ IQ ဖုန်းတွေကိုဝယ်သင့်တယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးမယ် IQ ရဲ့ Z တန်းတာကို plus ရဲ့အားသာချက်ပေါ့နော်အဓိကအားသာချက်ကတော့နှစ်ချက်ရှိတယ်ပထမဆုံးချက်ကတော့ဒီ6000 mAh power နဲ့ နောက်ကျကကျတော့ဒီ Dimensity 9400 Plus ဆိုတဲ့ SoC ကိုဈေးအနည်းဆုံးမှာရရဲဆိုတဲ့အားသာချက်နှစ်ခုရှိတယ်။အဲ့တော့ဒီအားသာချက်နှစ်ခုကိုနောက်မှပြောပြီးတော့သူ့ရဲ့ design ဘက်အနေစပြီးတော့ကြည့်လိုက်အောင်။အဲ့တော့ဒီဖုန်းရဲ့ design ဘက်ကိုစကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းကသူတက်ဈေးပိုကြီးတဲ့ဒီ IQ ကထုတ်ထားတဲ့ဒီ IQ 30ရဲ့ဒီ camera band ပုံစံနေ camera band ကိုထားထားတဲ့ပုံစံတွေအကုန်လုံးကအတူတူပဲ။နောက်ပြီးတော့ဒီ camera band ထဲမှာဆိုရင်ဒီ camera နှလုံးနဲ့ flashlight တစ်ခုကိုထည့်ထားပေးတယ်။ အဒီကင်မရာကြီးအကြောင်းကတော့ကင်မရာအကြောင်းရောက်တဲ့ခါမှာကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်။နောက်ပြီးတော့သူ့ရဲ့ job chain design ကိုကြည့်လိုက်မယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းပဲဒီအဖြူလေးမှာဆိုရင်တော့ကျွန်တော်ဒီ glossy finish ကိုတုံးထားပြီးတာဆိုတော့ကျူပြဲကြည့်မယ်ဆိုရင်တော့လက်ရထင်တယ်။ဒါပေမဲ့ဒီအပြောင်ကဖြော့နေတာဖြစ်တဲ့တဲ့ကြောင်ဒါကတော့တိတ်ပြီးတော့တိတာထဲမှာမပါဘူး။နောက်ပြီးတော့ဒီဖုန်းကရိုးတန်းတန်း flat display ပဲတုံးထားပေးတယ်။ဘေးဘက်ဖောင်တွေကလည်း flat ပဲ။ဒါပေမဲ့ဒီ job chain မှာကျတော့အဲနည်းနည်းလေး cup ပေါ့နော်။နည်းနည်းလေးခုံးပေးထားတာဆိုတော့ လက်ထဲမှာကန်ရတာကဒီဘောင်စီဖြစ်တဲ့ခံစားချက်ကိုမရဘဲနဲ့နည်းနည်းလေးတက်တောင့်တက်တာဖြစ်တယ်ဆိုတော့ hand feeling ကိုဒီဖုန်းကပေးတယ်။အာ big quality ဘိုင်းမှာတော့ဒီ price to performance ဖုန်းဖြစ်တဲ့အတွက်ကြောင့် oblistic ကိုပဲတုံးထားပေးတယ်။အဲဒီနေရာမှာကျတော့ဒီ IQ ရဲ့ဒီနာမည်ကြီးတဲ့ IQ Neo 10နဲ့ရှင်းလိုက်မယ်ဆိုရင်ကြောဘက်ချမ်းမှာ glass မဖြစ်တာကတော့ နည်းနည်းလေးအားနည်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီ performance ပိုကောင်းတာလိုချင်တယ်ဆိုရင်တော့ဒီတစ်ချက်ကိုတော့နည်းနည်းလေးစတေးရမယ်ဆိုတော့ပုံစံမျိုးဘက်ကိုတော့သွားတယ်နောက်ပြီးတော့ဒီဖုန်းရဲ့အလေးချိန်က212 gram ဆိုတော့ဒီ battery 6000 mAh ပါတဲ့ဖုန်းတစ်လုံးအနေနဲ့ဆိုရင်ပေါ်ရထဲမှာပါသေးတယ် display ဘက်မှာတော့ဒီဖုန်းက6.7 inches flat display ကိုမှ AMOLED panel ကိုတုံးထားပေးတယ် referring ကလည်း 144Hz နဲ့1 pixel color ကိုတုံးထားပေးတယ်အဲဒီနေရာမှာတော့ဒီဈေးနှုန်းဝင်ကျင်ဒီ display ကိုတုံးထားပေးတာတော့ပုံမှန်ပဲ ဒါပေမဲ့ display ဘိုင်းမှာ mic ဝါရဲ့အချက်ကတော့သူ့ရဲ့ pre-brightness က9000 nits နဲ့ P1 dimming ကကြတော့4320ဟက် P1 dimming ပါတာကကြတော့ဒီ display ကတော်တော်လေးကို mic ဝါတဲ့အချက်ထဲမှာပါတယ်။အဲ့လိုမျိုးဒီပေါ့နော် pre-brightness ကအရန်များတော့ဘာတွေကောင်းလဲဆိုတော့ကျွန်တော်နေဘူးထဲမှာဖုန်းကိုသုံးတဲ့အချိန်မှာမျက်စိကိုအရန်အာရုံစိုက်ပြီးတော့ကြည့်နေကြမလို့ဘူး။ နောက်ပြီးတော့ဂိမ်းတွေပါဆော့တဲ့ချိန်မှာတခုခုကိုတေးတေးထထမြင်ရဖို့ပြူပြဲပြီးကြည့်နေရမျိုးလည်းမရှိတော့ဘူး။နောက်ပြီးတော့ Premium Dimming က4320 Hz ပါတော့ဘာရီကောင်းလဲဆိုတော့ဥပမာကျွန်တော်ဒီ Brightness ကို short ပြီးတော့ရုပ်ရှင်တွေကြည့်တဲ့အခါဂိမ်းဆော့တဲ့အခါမှာကျွန်တော်ဒီ Color တွေကမှန်မယ်။နောက်ပြီးတော့ဒီဖုန်းကိုကြည့်တာများလို့မျက်စိတွေကိုက်လာတာတို့မျက်ရည်ပူတွေကျလာတာတို့ဒီလိုမျိုးအချက်တွေမရှိဘူး။ အဲ့တော့ဒီဖုန်းရဲ့ display ကသူစီတန်းဝင်းကျင်မှာပေါ့နော်အဲ Newton လိုမျိုး ATPO AMOLED display ဖြစ်တာလွင် channel ဘိုင်းတွေမှာတော်တော်လေးအားသာတဲ့ display လို့ပြောရမယ်အဲ့တော့ဒီနောက်တစ်ပိုင်းနေနဲ့ဒီဖုန်းကိုလူတော်တော်များများဝယ်ဖို့စဉ်းစားကြတယ် Dimensity 900လေးက plus ပါတဲ့အချက်ကိုစပြီးတော့ကြည့်လိုက်အောင်လူတော်တော်များများကဒီဖုန်းမှာကကြတော့ MediaTek ရဲ့ Dimensity 900လေးက plus SoC ကိုဈေးနည်းနည်းရတာတော့သိတယ်ဒါပေမဲ့ဒီဖုန်းမှာက သူ့ရဲ့အဓိကအားသာချက်ဖြစ်တဲ့ဒီ e-sport ချက်ကျူတူးပါတာတော့မသိကြဘူးပေါ့နော်အဲဒီလိုမျိုး e-sport ချက်ကျူတူးပါတဲ့အတွက်ကြောင့်ဘယ်လိုမျိုးအားသာချက်တွေရှိလဲဆိုတော့ဒီ Gaming ST 6400 Plus ဒီဖုန်းချင်းအတူတူပဲရှင်မယ်ဆိုရင်တော့မှဒီဖုန်းကဒီအခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင် game ဆိုရတဲ့ gaming experience ကပို့ပြီးတော့ကောင်းတယ်အဲဘယ်လိုမျိုးလဲဆိုတော့ဥမာကျွန်တော် game နေဆော့တဲ့ချိန်မှာဒီအပူတွေတိတ်မထွက်တာတို့နောက်ပြီးတော့ဒီပေါ့နော်ကြည်ရတဲ့ဒီ graphic setting တွေကပို့ပြီးတော့လှတာတို့ frame rate တွေတိတ်မဖြစ်တာတို့ဒီလိုမျိုးအားသာချက်တွေကိုဒီ to do ချက်ဆက်ကပေးတယ်အဲ့တော့ဒီဖုန်းနဲ့ဒီဂိမ်းလေးပါဆော့မယ်ဆိုရင်ဘယ်လိုမျိုးဂိမ်းဆက်တင်နေဆော့လို့ရလဲဆိုတော့ mobile legend ကိုဆော့မယ်ဆိုရင်ဒီ graphic ကို ultra frame rate ကို ultra နဲ့ဆော့လို့ရတယ်။နောက်ပြီးတော့ patch ကြီးမှာဆိုရင်တော့လောလောဆယ်မှာတော့ဒီ 60fps နဲ့ပဲဆော့လို့ရသေးတယ်။ဒါပေမဲ့နည်းနည်းလေးဆောင်းလိုက်နည်းနည်းလောက်ကြာသွားလို့ဆိုရင် 90fps တို့ 120fps တို့အဲဒီလိုမျိုးတွေနဲ့ဆော့လို့ရလိမ့်မယ်။ နောက်ဆုံးဒီ HOG မှာဆိုရင်တော့ကျွန်တော်ဒီ graphic ကို ultra နဲ့ဒီ FPS ကို 120fps နဲ့ဆော့လို့ရတာဆိုတော့ဒီဖုန်းမှာဂိမ်းဆော့ရတာတော်တော်လေးမှကောင်းတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီဖုန်းမှာဂိမ်းဆော့ရတာကကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲသူရှိမှဒီ event gaming setting တွေပါတာဆိုတော့အခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင်ပိုကောင်းတဲ့ gaming experience ကိုဒီဖုန်းမှာပို့ပြီးတော့ရတယ်။အဲ့တော့ဒီဖုန်းကဒီဂိမ်းတွေပါဆော့မယ်ဆိုရင်အကောင်းကောင်းမွန်ဆော့လို့ရစားဆိုတော့ရိုးတန်းတန်းဒီ daily usage ဖုန်းသုံးတာအတွက်ကတော့ဘာမှဒီရှေရှေဝေးဝေးပြောနေစရာမလိုဘူး တိုက်လို့တော့ ACC ပေါ့ပေါ့ပါပါနဲ့ Snappy ဖြစ်ဖြစ်တုံးလို့ရတယ်။အဲ့တော့ဒီဖုန်းကဒီ performance ဘိုင်းဒီ gaming experience ဘိုင်းမှာဆိုရင်သူစီရန်ဝင့်ကျင်မှာတော်တော်လေးကောင်းတယ်လို့ပြောရမယ်။အဲ့တော့ဒီဖုန်းရဲ့ကျွန်တော်တို့ဒီ camera ဘိုင်းကိုစပြီးတော့တွားလိုက်အောင်။ camera ဘိုင်းမှာဆိုရင်တော့ခုနကပြောလို့ပဲသူရှိမှာက dual camera ကိုသုံးထားပေးတယ်။ favorite megapixel main camera နဲ့8 megapixel ultra wide ကိုသုံးထားပေးတယ်။ selfie camera ကတော့16 megapixel ပဲသုံးထားပေးတယ်။ အဲ့တော့ဒီဖုန်းရဲ့ပုံထွက် quality ဒါဘယ်လိုနေလဲဒီဖုန်းကဒီ price to performance ကောင်းတဲ့ဖုန်းဖြစ်တဲ့ကြောင်းတူစည်းတန်းဝင်ချင်မှာတော့ဒီ camera အကောင်းဆုံးဖုန်းတော့မဟုတ်ဘူးဒါပေမဲ့ဒီဖုန်းเนี่ยကျွန်တော်ဒီဓာတ်ပုံတွေပါရိုက်တည်ရနေရမှာတော်တော်လေးမှကောင်းတယ်ဆိုရဲပုံထွက် quality ကိုထုတ်ပေးတယ်နောက်ပြီးတော့ဒီဖုန်းရဲ့ဒီ camera app ထဲမှာဆိုရင်ကျွန်တော်ဒီ master black and white ဆိုရင်တော်တော်လေးမှရိုက်လို့ကောင်းပြီးတော့เนาะဒီ black and white photo ကောင်းကောင်းလေးကိုထုတ်ပေးတာတွေ့ရတယ်အထဝိုင်းတပ်ပုံနေရိုက်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်။နောက်ပြီးတော့ဒီ zone တွေပါဆွဲရရမယ်ဆိုရင်လည်း 2A lock ကြီးကို zone ဆွဲရိုက်လို့ရတယ်။ ဒါ digital zone တွေပါဆွဲမယ်ဆိုရင်တော့ 28th တောက်ထိရိုက်လို့ရတယ်။အဲဒါပေမဲ့ဒီ 28th တောက်ရိုက်မယ်ဆိုရင်တော့ဒီ date တွေတော်တော်များများကြာသွားတယ်။နောက်ပြီးတော့ကိုကဘယ်အရာကိုရိုက်တလို့မျိုးဒီတက်တက်ကွက်ကွက်မြင်ရတာမျိုးမရှိဘူး။ဒါကတော့ဒီ7သိန်းကျော်ဒီ15သိန်းဝန်းကျင်ကဖုန်းတော်တော်များများမှာတွေ့ရတဲ့ပုံစံမျိုးဆိုတော့အဲဒါကိုတော့သူ့အားနေချက်ထဲမှာတော့မထည့်ထားဘူး။နောက်ပြီးတော့ဒီ low light တွေမှာဓာတ်ပုံရိုက်တဲ့နေရာမှာလည်း noise တွေအရန်ထတာမျိုးလည်းမကြုံပါဘူး။အဲ့တော့ဒီဖုန်းနဲ့ရိုက်ထားတဲ့ပုံတွေကိုကျွန်တော်အခုပြပေးမယ်။အဲဘယ်လိုမျိုးအခြေအနေရှိလဲဆိုတာကိုမိတ်ဆွေတို့တစ်ချက်လောက်ဆုံးဖြတ်ကြည့်ကြပါ selfie camera တော့ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲဒီ16 megapixel ကိုတုံးထားပေးတယ်အဲဒီ selfie နဲ့ဓာတ်ပုံတွေရိုက်ကြည့်တဲ့နေရာမှာဆိုရင်အဲသူကဆက်စပ်နေဒီဖုန်းကိုဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီ selfie ရိုက်တဲ့ဒီအမုတ်ကိုတုံးမြုပ်ပေးတယ်ကျွန်တော်တို့ဒီ skin တွေကိုအရင် smooth လုပ်ပါလားဒါမှမဟုတ် natural ပဲထားပါလားအဲဒါမှမဟုတ်အရင် extreme ဖြစ်အောင်လုပ်ပါလားဆိုရွေးခိုင်းတယ်ကျွန်တော်ဒီ yo တန်းတန်းဒီ natural နဲ့ရိုက်တဲ့အချိန်မှာဆိုရင်အဲဒီပေါ့နော်အပြင်ကဒီကျွန်တော်ရဲ့ဒီရုပ်ပုံစံအတိုင်းတော့ထွက်တယ်အဲဒါမဲ့နည်းနည်း smooth လုပ်ထားတော့ကျွန်တော်မျက်နှာကဒီပိုချောနေတယ်လို့ ုံစံမျိုးလေးတော့ဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့ဒီ low light တွေမှာတက်ဖို့ရိုက်မယ်ဆိုရင်တော့ဒီ selfie camera ကကျွန်တော် detail တွေတော်တော်များများပျောက်သွားတာကိုကြုံတွေ့ရတယ်။ဒါပေမဲ့ဒီအလင်းရောင်ကောင်းကောင်းရမယ်ဆိုရင်ဒီ selfie camera နဲ့တက်ဖို့ရိုက်တာတော့တော်တော်လေးအဆင်ပြေလို့ပြောရမယ်။အဲ့တော့ဒီ phone ရဲ့အဓိကအားသာချက်လို့ပြောရမယ်ဒီ battery ဘိုင်းမှာဆိုရင်ဒီ phone ကကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲ6000 mAh battery အကြီးနဲ့ 90W fast charging support ပေးတယ်။ နောက်ပြီးတော့ဒီ game တွေပါဆော့မယ်ဆိုရင်လည်းဒီ viber charging ကို support ပေးတာဆိုတော့ဒီ gaming ပိုင်းအတွက်ဒီ performance ကောင်းကောင်းအောင်ပါ battery ခန့်ခန့်လိုချင်တဲ့လူတွေတော့ကတော့ဒီဖုန်းလေးကတော်တော်လေးအဆင်ပြေတယ်ကျွန်တော်ဒီ game တွေပါဆန်းဆော့ကြည့်တဲ့အနေအထားမျိုးမှာကျွန်တော်ဒီ mobile legend ကိုဒီတနားီတနားီခွဲလောက်ဆော့တဲ့အချိန်မှာ15ရာခိုင်နှုန်း ဆက်ကွန်ဆက်ရှိအလောက်ပဲရော့တာဆိုတော့ဒီဘက်ထရီလေးတော်တော်လေးခံတယ်လို့ပြောရမယ်ဘက်ထရီပိုင်းနဲ့ပတ်သက်ပြီးတော့ဒီဖုန်းကတူစီတန်းဝင်ချိန်မှာတော်တော်လေးမှကောင်းတဲ့ဘက်ထရီ performance ကိုပေးတယ်ဆိုတော့သိကြတယ်အခြားသောပိုင်းအနေနဲ့ဒီဖုန်းမှာက stereo speaker သုံးထားပေးတယ်ဒီ stereo speaker ကတော့သူ့ရဲ့ secondary speaker ကဒီ earpiece speaker ထွက်တာမဟုတ်ဘဲနဲ့တက်တက်လေးအပေါက်လေးဖောက်ပေးထားတော့ပို့ပြီးတော့အတန်ထွက်ကကျဲတယ်ဆိုရဲခံစားချက်ကိုရတယ်အဲ clarity ကလည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီဖုန်းမှာကြုံတွေ့ရတာကသူ့ရဲ့ speaker ကိုကျွန်တော်နားထောင်ကြည့်ရတဲ့အချိန်မှာ အဲတရီဒီကတော့ကောင်းတယ်အတန်ထွက်ကလည်းကျဲတယ်ဆိုပေမဲ့ကျွန်တော် base stand လေးနည်းနည်းနည်းတယ်ဆိုတဲ့ဘက်ကိုတော့သွားတယ်အဲဒါကဒီသူစည်းတန်းဝင်းကျင်မှာဆိုရင်တော့ဒါကတော့ပုံမှန်ပဲပေါ့နော်အဲကျွန်တော်ကအရန်ကို expectation မြင်သွားတာကြောင့်လည်းဖြစ်နိုင်တယ်နောက်ပြီးတော့ဒီဖုန်းမှာက adaptive fingerprint sensor ကိုသုံးထားပေးတယ်အဲဒါပေမဲ့ adaptive fingerprint sensor က Yotan နဲ့ optical ပဲသုံးထားပေးတာဆိုတော့ Newton မှာလိုမျိုးဒီ ultrasonic fingerprint sensor တွေမဟုတ်တာတော့ဒီချက်ကတော့တိတ်ပြီးတော့သဘောမကျဘူးပေါ့နော် ။ဒီချက်ကိုတော့ကျွန်တော်အားနည်းချက်နေတော့ထည့်ထားခြင်းနဲ့အဲ့တော့နောက်ဆုံးကုန်ကလူရှိနေတဲ့ဒီ IQ ရဲ့ဒီ Z တန်းတာဝ Plus ကသူစီတန်းဝင်းကျင်မှာဝယ်သင့်တဲ့ဖုန်းတစ်လုံးလားဆိုရင်တော့မေးစွေရပေါ့နော်ဂိမ်းကိုအသာကုန်ဆော့မယ်ဆယ်သိန်းကျော်ဝင်းကျင်လောက်ပဲတုံးကျင်တယ်ဘက်ထရီခက်ကြီးကြီးလဲပါမယ်နောက်ပြီးတော့ဒီပေါ့နော်အခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင်ဘက်ထရီပိုပြီးတော့ခံတာတို့ကင်မရာပိုင်းမှာဆိုလဲဒီအခြား price to performance ကောင်းတဲ့ဖုန်းတွေနဲ့ရှင်လိုက်မယ်ဆိုရင် ကင်မရာဘန်းကပို့ပြီးတော့ကောင်းချင်တာတို့နောက်ပြီးတော့သူရှိမှာပါတဲ့ဒီ e-sport ချစ်ကျူတူရဲ့ဒီအခြေအနေကဘယ်လိုမျိုးရှိလဲလို့ဒီလိုမျိုးတွေသိကျင်တယ်ဂိမ်းတွေပါလို့လည်းကောင်းကောင်းမွန်မွန်စော့ကျင်နေဆိုရင်တော့ဒီ IPU ရဲ့ Saturn Tower Plus လေးကဝယ်သင့်တယ်လို့ပြောနေပဲမိတ်ဆွေဆိုရင်ရောဒီဖုန်းကိုဝယ်ပြစ်ပါလားဘာကြောင့်လဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားကြပါလို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်ခန့်ပါ Yangon Mobile Store